ပလဲကန်ကောလမ်းမပေါ်ကစေရေးအရာပြူလာကြတဲ့ကန်တောက်စကန်ကိုစောစုရဲ့လေချောင်းတိုက်ခိုက်မှု200ကျော်ဘုံလုံးရေ900ကျော်ကျစ်ချပြီးတော့အပြင်းထန်ခုခံနေတဲ့ကြားကဇွန်လ19ရက်မှာပြည်သူ့လူမျိုးရေးတပ်မတော် PLA ဦးဆောင်တဲ့တော်လိုင်းရင်အားစုတွေကတင်ပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။စကန်သိန်းတိုက်ပွဲအတွင်းစောစု30ခန့်တိုက်ဆုံးခဲ့ပြီးတော့သုံးပန်းတချို့ဖမ်းမိကထွက်ပြေးသွားသူတွေကိုတော့ PLA ကလိုက်လံရှင်းလင်းနေပါတယ်။တော်လိုင်းရဲဘော်တွေကလည်းအနေငယ်ထိခိုက်ကြာဆုံးမှုတွေရှိခဲ့ပါတယ်။ စကန်သိန်းတိုက်ပွဲဖြစ်ပွားနေတဲ့ဇွန်လ10ရက်ကလည်းလေကြောင်းပစ်ကူလာတဲ့ဆိုယူစုရဲ့ F7 အမျိုးအစားတိုက်လေယာဉ်တစ်စီးကိုလည်းပြည်သူ့လူမျိုးရေးတပ်မတော် PLA ကပစ်ချနိုင်ခဲ့ပါတယ်။ပစ်ချခံလိုက်ရတဲ့စစ်ကူတိုက်လေယာဉ်မှာကျေးရွာတရအတွင်းထိုးဆိုင်ပြတ်ကျသွားပြီးတော့လေယာဉ်မှုလည်းတိုက်ဆုတ်ခဲ့ပါတယ်။ဇွန်လ2ရက်ကနေ29ရက်ထိစကန်သိန်းကလာတွဲမှာစောစုကတက်ကူအင်အားတွေကိုမုံရွာမြို့နယ်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နားမခတဲ့ကနေစစ်ကူအင်အားပို့ဆောင်တာပြပြီးတော့ MI70 MI35 ရဟတ်ယာဉ်တွေအသုံးပြုကပို့ဆောင်တာဖြစ်ပါတယ် MI70 နဲ့စစ်ကူအင်အားပို့ဆောင်ရမှာ MI35 ကဘေးကနေဝင်ရံပြီးတော့မြေပြင်ကိုလူချနိုင်ဖို့ဘေးပတ်ချလက်ကိုကပစ်ပေးပြီးမှမြေပြင်ကိုလူအင်အားချတာမျိုးတွေလှုံ့ဆော်ခဲ့တာပါမုံရွာနားမခတဲ့ကရဟတ်ယာဉ်နဲ့ပို့ဆောင်တဲ့စစ်ကူတွေကိုတော့ MD ပြူရဲကိုပို့ဆောင်ပြီးအဲ့ဒီကနေတဆင့်တိုက်ပွဲဖြစ်ပွားတဲ့ကန့်တောက်ဘက်ကိုစစ်ကူတွေကိုစစ်ကြောင်း၃ကြောင်းခွဲပြီးတော့ ထွက်ခွာပို့ဆောင်တာမျိုးတွေဖြစ်ပါတယ်။ကန္နာစကန်သိန်းတိုက်ပွဲဖြစ်ပွားချိန်ကနေ MD ရွာတဲကိုစစ်ကူအင်အားရဟရဲနဲ့ပို့ဆောင်တာ73ချိန်လောက်ရှိတယ်လို့စီရေးသတင်းမြစ်တွေကပြောပါတယ်။စစ်ကူအင်အားတွေကိုကန်းထောက်စီမလာနိုင်အောင်လဲတော်လိုင်းအင်အားစုတွေကတားဆီးဖြတ်တောက်နိုင်တယ်လို့စစ်ကူစစ်ကြောင်းသွားနိုင်ဖို့အတွက်လဲဂျက်ဖိုက်တာနဲ့လေကြောင်းပစ်ကူပေးထားရတယ်လဲစုပ်စုကလှုပ်ဆောင်ခဲ့ပေမဲ့မအောင်မြင်ပဲဖြစ်ခဲ့ပါတယ်။ကန်နော့စကန် MT ပြူရွာနဲ့ ဈေးပြုကုန်ပြူရွာစတဲ့စုံစုနဲ့ပြူစောတိတွေအထိုင်ချရတဲ့စကန်းသုံးခုဟာပြိကံပုံစံတည်နေရအနေထားမှာရှိပြီးတော့စကန်းတစ်ခုနဲ့တစ်ခုမလန့်မကန်းမှာတည်ရှိနေကြတာပါလက်ရှိမှာကန်းတော့စကန်းကိုတော်လိုင်းအင်အားစုတွေကတင်ပိုက်ထားနိုင်ခဲ့ပေမဲ့လည်းအင်မတီဘက်မှာစုံစုစစ်ကြောင်းတွေကလည်းရှိကိုတိုးလာဖို့ကြိုးစားနေတဲ့အနေထားမှာရှိနေတယ်လို့စေရေးသတင်းမြစ်ကပြောပါရယ်ပလဲကန်ကောလမ်းမှာရှိတဲ့ကန်တော့ရွာစကန်းဟာအရင်ကတည်းက ရဲစခန်းရှိတဲ့ရွာဖြစ်ပြီးတော့တော်လိုင်းအင်အားစုတွေကမကွေးနဲ့စကိုင်းတိုင်းတက်ကိုဖြတ်တန်းတော်လာဖို့အဟန့်တားဖြစ်နေတဲ့စခန်းတစ်ခုလည်းဖြစ်ပါတယ်။ကန်တောင်ရွာရဲ့အနောက်ဘက်ကိုကျော်လွန်သွားပါကပုံတောင်ပုံညာတောင်တန်းကြီးကိုမြင်တွေ့ရမှာဖြစ်ပြီးတော့ပုံတောင်ကျော်သွားတာနဲ့ပုံညာတောင်ကျော်ကစပြီးတော့မကွေးတိုင်းနဲ့ရောက်ရှိသွားပြီဖြစ်ပါတယ်။မကွေးတိုင်းရောက်တာနဲ့ဂံကောခရိုင်တဲကိုတန်းရောက်ရှိပြီးတော့ဂံကောခရိုင်ဟာချင်းတောင်ပိုင်းနဲ့ရခိုင်ဒေသတွင်တဲပါဆက်ဆက်တည်ရှိနေရလဲဖြစ်ပါတယ်